ဒီအကြောင်းအရာလေးအစာဆုံးကြည့်ပြီးရင်မိတ်ဆွေတို့နေနဲ့စိုက်ပျိုးရေးမှနွားရကောင်ရဲ့တန်ဖိုးကိုဘယ်လိုသတ်မှတ်မလဲသိကြပါရစေ။အစကဒီဗီဒီယိုကိုကျွန်တော်နွားဝယ်ပြီးမှတင်ပေးဖို့ရည်ရွယ်ထားတာပါ။အခုတော့ရှားပွေစုဆောင်းနိုင်တော့ပြန်လည်မျှဝေပေးလိုက်ပါပြီခင်ဗျာ။ ျွန်တော်ငငယ်ကနွားတွေဟာတောင်သူဥကြီးတွေရဲ့ကျေးဇူးရှင်လို့လူကြီးသူမတွေပြောတာကြားဥပါတယ်တံမိုးထားပြီးညွှန်းဆိုခဲ့တာလားဆိုတော့မသိပါဘူးကျွန်တော်ကတော့ကျေးဇူးရှင်ဆိုတာထက်စိုက်ပျိုးရေးမှာအကောင်းဆုံးသောမိဖက်လိုပဲမြင်ပါတယ်အခုလက်ရှိကျွန်ုပ်နိုင်ငံစိုက်ပျိုးရေးမှာကဓာတ်ရုသွင်းအားစုတွေနဲ့စက်မှုလျာကိုအားကိုအားထားပြုပြီးစိုက်ပျိုးလာတာတွေ့ရပါတယ်။ တွေ့ရဆိုဆက်မှုလေယာအသုံးပြုခြင်းကြောင့်အချိန်ကုန်တက်လာသလိုဓာတ်ရုပ်စည်းဝါးတွေရဲ့ရေတိုစွမ်းဆောင်ရည်တွေကချက်ချင်းလငင်မြဝါးထင်ထင် တွေ့ရတာကြောင့်လည်းဖြစ်ပါတယ်။ဒါပြင်စိုက်ပျိုးရာသီပြီးလို့နွားတွေကိုကျွေးမွေးစောင့်ရှောက်ရတာအပိုလုတ်တစ်ခုလို တွေးထင်ကြတာလည်းပါပါတယ်။ဒါကြောင့်လည်းအခုနောက်ပိုင်းဆယ်စုနှစ်တခုကျော်လောက်မှာနွားတွေကိုအသုံးပြုမှုနေလာတာနဲ့အမျှနွားတွေကို အတွေ့ရလဲနေလာပါတယ်။ ီနီယာမှာဆက်မှုလေယာကိုအများကြီးပြောကြမှရှိပေမဲ့ဒါရုစီဝါတွေအတုံးများလာတာနဲ့အမျှစိုက်ပျိုးမီဟာတစ်ဆွေးတဲ့မြေဆွေးတဲ့နေပါလာရပါတယ်စိုက်ပျိုးမီကောင်းခြင်းမကောင်းခြင်းကဒီဟာရတွေနဲ့မြေဆွေးတဲ့တစ်ဆွေးတဲ့နေခြင်းများခြင်းပုံကိုအခြေခံပါတယ်စိုက်ပျိုးမီကပြုပြင်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်လေ့လာဖို့တည်းမြဆရာကြီးဆရာမကြီးတွေစီကမှတ်သားရသမျှကတော့ အပင်မဆိုင်ခင်မြေဝပြင်ဆိုတော့ပါပဲဒီနေရာမှာတခုထည့်သွင်းပြောချင်တာကဓာတ်ရုပ်စီဝါတွေကိုမတုံးနဲ့မဟုတ်ပါဘူးအတုံးပြူပါ အလွန်ကြုံမဖြစ်စေချင်ပါဘူးနွားတွေရဲ့သုံးဝင်မှုကိုကြည့်တဲ့အခါမှာနွားတွေဟာလေထုံထဲထုံနဲ့ဝုံယုံခန်းယုံနဲ့မကပါဘူးလူသားတွေအဟာရဖြည့်တင်းဖို့နွားတို့ထောပတ်တင်းရင်အစရှိတာတွေကိုလည်းပေးစွမ်းနိုင်တာသိပြီးသားဖြစ်ပါပါ စိုက်ပျိုးရေးအတွက်မြေဩဇာအနေနဲ့လည်းပြန်လည်ထုတ်ပေးပါသေးတယ်။နွားချေးမှဆိုရင် MPG ချိုး3.1ပါရှိသလိုမြေဆွေးတက်လည်းပါဝင်ပါတယ်။နွားချေးကိုကျွန်တော်တို့အညာဘက်မှာနောက်ချေးလို့ခေါ်ပါတယ်။အချို့မိဆွေတွေမသိမှဆိုတော့ကြောင့်နွားချေးလို့ပဲသုံးလုံးပါမယ်ခင်ဗျာ။နွားချေကိုဆွေးမြေအောင်ပြုလုပ်ပြီးစိုက်ပျိုးမြေရဲ့ဒီအတိုင်းထည့်သွင်းအသုံးပြုနိုင်ပါတယ် ပြီးတော့ပလဲနိုင်ထူခြင်းစာတို့ဘောကာစီပြုလုပ်နိုင်တယ်လို့ဒေတာတွင်အစွမ်းထက် EM ပြုလုပ်သုံးဆွဲလို့ရပါတယ်ဒေတာတွင်အစွမ်းထက် EM ပြုလုပ်နည်းကိုမျှဝေပြပါပြီမကြည့်ရသေးရင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဘောကာစီပြုလုပ်နည်းကိုလည်းမကြာခင်မှာမျှဝေပေးသွားပါမယ်ခင်ဗျာကျွန်တော်တို့မသိခဲ့တာကနွားသေးမှလည်းအပင်အတွက်အာဟာရနဲ့ အင်ဇိုင်းမျိုး20ကျောင်းပါဝင်တဲ့အတွက်ဟာရာလည်းဖြစ်တယ်လို့အပင်တွေအတွက်ပိုးမွားယောဂါရန်ခန္ဓာရည်ကိုလည်းမြင့်တင်ပေးတယ်လို့ဆိုပါရယ်အသုံးပြုမယ်ဆိုရင်တော့ပြင်အားများရင်အပင်လောင်တတ်တာကြောင့်အနည်းဆုံးရေစဲသားနဲ့ရောဆက်ပြီးမှအသုံးပြုသင့်တယ်လို့ဆိုပါရယ်ဒီကဲမှာနွားသေးသုံးပြုပုံရှာဖွေကြည့်တော့ပြပြန်းအားစီဖြစ်လက်လက်ဆက်ဆက်နွားသေးတရီတာကို ရေအစတရာရောဆက်ဖြန့်ပတ်ပြီးရင်လုံလောက်တယ်လို့ဆိုပါရယ်နွားသေးတဲ့ကျိုးအာနေတဲ့နေကစိုက်ပျိုးမြေအတွင်းမှာအနည်းလိုအဟာရတက်တွေကျွေဝါလာစေခြင်းပလဲမြေရောတာတက်တီးငံပင်အရွက်တွေပုံမိုဆိတ်ဆူတောက်ပါစေခြင်းစိုက်ပျိုးမြေရဲ့မြေသားတည်ဆောက်မှုပုံမိုကောင်းလာစေခြင်းတင်းနံမင်းကိုကြိုးကျေးဇူးပြုတဲ့တီကောင်းလူပေါင်းများလာခြင်း အပင်ရဲ့ပိုးမွားယောဂါရန်ခန္ဓာကြီးပိုမိုရှိစေခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိစေမှာဖြစ်ပါတယ်။နွားတီနွားချေတုံးပြုပြီးအပင်အတွက်အကျိုးပြုနုစီဝါဖြောရည်တွေနဲ့အခုနောက်ပိုင်းလူပြောများလာတဲ့ဘောကာစီပြုလုပ်လို့ရသလိုနွားတီနွားချေကိုပိုးမွားယောဂါကာဝေးရမှာလည်းအသုံးပြုလို့ရပါတယ်။ နွားချီနွားသိနဲ့ပတ်သက်ပြီးပြုလုပ်လို့ရတဲ့အပင်အားစည်းတွေကမနှဲပါဘူးခင်ဗျာအချိန်ရရင်တခုချင်းစီရှာပွေပြီးမျှဝေပေးသွားပါမယ်ခင်ဗျာနွားချီချီတည်တဲ့တိုင်းရမတော့မဲမြေရောသာပြုလုပ်ပြီးအသုံးပြုမယ်ဆိုရင်နွားတစ်ကောင်ကတစ်နှစ်လုံးထွက်တဲ့စွန့်ပစ်ပစ္စည်းတွေက အနည်းဆုံးလေ3ရင်ကအထိအသုံးပြုလို့ရတယ်လို့ဆိုပါတယ်။နောက်တစ်ခုကျွန်တော်တို့တွေမှားနေရတွေကနွားချီးတွေကိုစုဆောင်းရမှာဒီအတိုင်းဖြစ်တယ်လို့ပုံထားတတ်ကြပါတယ်။လေပူမူရရင်နွားချီးတွေမှာရှိတဲ့အာဟာရတွေကအငွေးပြန်ပြီးဆုံးဆုံးနိုင်တယ်လို့မိုးရင်ထဲလည်းစီးမျောပါသွားတတ်ပါတယ် နွားချီနွားသေးကို၃နှစ်လောက်စင်စက်မပြတ်သုံးပြနိုင်ရင်စိုက်ပျိုးမြေကမြေစီမြောသာထက်တန်လာပြီးအခြားစိုက်ပျိုးရေးသွင်းအားစုတွေထဝမကလျှော့ချလို့ရတယ်လို့ဆိုပါတယ်။ဒါနဲ့စကားမဆက်ကျွန်တော်လူသားတွေရဲ့ကျင်ငယ်ကြီး MPG ချိုးက7နှစ်4ပါတယ်ခင်ဗျာ။စိုက်ပျိုးမြေတွေထင်တော့အနည်းဆုံးကြီး၁၀လောက်ရောဆက်ပေးရတယ်လို့ဆိုပါတယ်။ ကျွန်တော်ပြောတာဒီအတိုင်းလွယ်တကူယုံကြည်မဲ့စာ Google မှာ urine MPK ratio ဆိုပြီးတော့ရိုင်းနှိပ်ရှာကြည့်ပါခင်ဗျာဒီနေရာမှာ urine ကို Google ကလူသားတွေရဲ့စီးကိုရည်ညွှန်းပါတယ်ခုဒီအကြောင်းအရာလေးကိုပြောပြနေတယ်ကျွန်တော်အိမ်မှာလည်း နွားမရှိတာအနည်း20ဝန်းကျင်ရှိပါပြီကျွန်တော်ရဲ့စိုက်ပျိုးရေးအစီအစဉ်တွေထဲမှာနမနှစ်ကောင်တော့မွေးမယ်ဆိုပြီးအစီအစဉ်ဆွဲထားပါတယ်ဒီနေ့ကတော့ဒီလောက်နဲ့ပဲကျန်းသားပေးရသည်ခင်ဗျာ။နောက်နေ့တွေမှာလည်းစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေရှားပွေစုဆောင်မျှဝေပေးဖို့မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦး။ ီးညံဆိုင်တောင်သူတိုင်းစိတ်သမျှသီးညံထွက်တူပြီးထွက်သမျှသီးညံဈေးကောင်းရကြပါစေဗျာယေရှုတင်ပါတယ်